ဒီပီပီရုံးမြင့်တန်ကြားကြည့်ရှုနေကြသူများကျမ်းမာတုခနဲ့ပြည့်စုံကြပါစေအာရောဂျံပရမန်လာဘန်ကျမ်းမာခြင်းသည်လက်တပါပါကျမ်းမာမှအလုံးလုံးနိုင်မှာပါအလုံးလုံးနိုင်မှာလဲချမ်းသာတုခနဲ့ပြည့်စုံကြမှာပါဒါကြောင့်လဲကြည့်ရှုအားပေးနေကြသူတွေဒေါဂါကင်ဝေးကျမ်းမာစီဖို့တင်ပြပေးနေတာဖြစ်ပါတယ်ဒီကနေ့တင်ပြပေးမယ်အနာယောဂအကြောင်းကတော့ကျွန်တော်ဒီနေ့ဒီကဘာလူတို့တရားလုံးကိုချင်းချောင်းနေတယ် ဇီကာဗိုင်းရပ်စ်အကြောင်းလေးကိုကျွန်တော်ပြောချင်ပါတယ်။တို့တို့ဒီယောဂါကဘယ်ကနေစတင်ဖြစ်ပေါ်လာလဲဆိုရင်တို့တို့ AD ချင်းကြိုက်ခံရတာနေပြီးတော့ကျွန်တော်တို့ကူးဆက်တယ်လို့ကျွန်တော်တို့သိရပါတယ်။အခုလို AD ချင်းကြိုက်ရင်ကူးဆက်တဲ့ဇီကာဗိုင်းရပ်စ်ယောဂါအကြောင်းဒီတစ်ပတ်မှာ ဆွေးနွေးသွားကြအောင်ပါပါ။ကဲဇီကာယောဂါကူးဆက်လာရင်ဘယ်လိုကူးကြမလဲ။ဇီကာယောဂါရဲ့လက္ခဏာတွေက ဘလူပြတယ်လဲဆိုတာတွေကိုဆက်ဆွေးနွေးကြပါစို့ကျွန်တော်တို့ဒီယောဂကုသခံရပြီဆိုရင်ယောဂလက္ခဏာတွေပြလာနိုင်ပါတယ်ကျွန်တော်တို့ဒီကအဓိကအားဖြင့်ဘလူယောဂလက္ခဏာတွေလဲဆိုရင်ဖျားမယ်ခေါင်းကိုက်မယ်မျက်စိတွေနာမယ်နောက်ပြီးတော့ကျွန်တော်တို့ကအရေပြားမှာဆိုရင်အနီးစက်တွေထွက်လာမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကြွက်သားနဲ့အဆစ်တွေနားလာနိုင်ပါတယ်ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင်ကျွန်တော်တို့ကဒီငွေးလာမယ်ကလေးရဆိုရင်ဒီအုံနောက်ဖေးတဲ့ယောဂ ပါလာတတ်ပါတယ်။ဒါဒါကတော့ကျွန်တော်တို့ရဲ့ယောဂရဲ့နောက်ဆက်တွဲလက္ခဏာတွေနဲ့ကျွန်တော်တို့တွေ့ရှိရတာပါ။အဲ့တော့ဒီယောဂတွေရဲ့လက္ခဏာတွေကဘယ်လိုချင်းကြကြလာနိုင်လဲဆိုရင်ကျွန်တော်တို့ချင်းကြိုက်ခံရပြီးဒီမျက်ကနေခွန်တွေရကြတဲ့အခါမှာဒီယောဂလက္ခဏာတွေပြလာနိုင်ပါတယ်။ဒါကကြိုက်ကြိုက်ခံရတဲ့ချင်းဒီ Aries ချင်းကြိုက်ခံရတဲ့ဒီလူ၅ဦးတည်းမှာပြီးတော့တဦးကယောဂလက္ခဏာပြလာနိုင်ပါတယ်။ ဲ့တော့ကျွန်တော်တို့ကဒီယောဂလက္ခဏာတွေဖြစ်လာပြီဆိုတော့လေကျွန်တော်တို့ကကြောက်ကင်းအောင်ကုသနိုင်တဲ့ဆေးဆိုတာလေကျွန်တော်တို့မှမရှိသေးပါဘူး။နောက်ပြီးကာကွယ်တဲ့ဆေးဆိုတာလေကျွန်တော်တို့မှမရှိသေးပါဘူး။အဲ့တော့ကျွန်တော်တို့ကဘယ်လိုပုံစံမျိုးနဲ့ကုသလို့ရနိုင်လဲဆိုရင်ကျွန်တော်တို့ဒီနာရကျင်နာကိုပြေဖို့အတွက်ဒီတတ်တာဖို့အတွက်ဆေးလောက်ပဲကျွန်တော်တို့မှရှိပါသေးတယ်။အဲ့တော့ကျွန်တော်တို့ဒီနာရာကျင်နာပြေဖို့ပြေဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီပါဆူဒမော့ကိုကျွန်တော်တို့ဒီအညွတ်ပါစေးတိုင်းတောက်သုံးခြင်းအားဖြင့်ကျွန်တော်တို့ဟိုကျွန်တော်တို့ဒီလက်တလုံးအနေထားတတ်တတ်အောင်ပဲကျွန်တော်တို့ ုပ်လို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ခြေပေါ်မှာရှိတဲ့မိဘပြည်သူတွေအနေနဲ့ဒီမှာပေါ်တော့ဒီပိန်တော်ဈေးပရာဈေးပေါ်တော့အဲ့ဈေးတွေကိုအလွယ်တကူတောက်သုံးခြင်းနေနောက်ပြီးတော့ကျွန်တော်တို့ကလလန်းမီတဲ့ဒီအကိုက်ခက်ပြောက်ဈေးတွေကိုအလွယ်တကူတောက်သုံးခြင်းတွေကိုရှောင်ကျင်ရမယ်ဗျ။ကျွန်တော်တို့ဒါတွေတောက်လို့မဖြစ်ပါဘူး။တောက်လို့မဖြစ်ဘူးကျွန်တော်တို့တောက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမလို့လားအဲ့တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဖြစ်လာနိုင်တဲ့အတွက်ကျွန်တော်တို့ကဘာဖြစ်လဲ။အဓိကကတော့ဗျာအဖြစ်ချက်ဖြစ်စေချင်တာကတော့ကျွန်တော်တို့ ဒီဒီယောဂလက္ခဏာတွေပြလာပြီဆိုရင်ကျွန်တော်တို့နှီးဆက်ရ ကျန်းမာရေးစေကန်းဒီစေယုံဒီစေကန်းဒီမှာကျွန်တော်တို့ဆက်သွယ်ရမယ်ဆက်သွယ်ပြီးတော့ကျွန်တော်တို့ကုသမှုကိုစနေတကြားကျွန်တော်တို့ခံယူရမယ်ခံယူမှသာလေကျွန်တော်တို့ဒီယောဂကိုတက်တာလာမှာဖြစ်ပါတယ်ဇီကာယောဂအကြောင်းတွားရောက်မင်းမြန်ထားသူကတော့ DBB သတင်းတော့ကုဒေးလိုင်းဖြစ်ပါတယ်ဇီကာယောဂဟာကုရာနှက်ထိဆေးမရှိတဲ့ယောဂမှုဂျိုဒင်ကာဝယ်နီးကို သုံးကြရပါမယ်။ဇီကာမဖြစ်အောင်ကာကွယ်ကြရမာဒီကတော့ကျွန်တော်တို့ဒီယောဂါကပျောက်ကြေးအောင်ကုသလို့မရနိုင်ဘူးဆိုတော့ကျွန်တော်တို့ဒါစိတ်ပြတ်ဖို့စိတ်ပြတ်เสียကျွန်တော်တို့မလိုပါဘူးကျွန်တော်တို့ပြည်သူ့ကျမကြီးလုပ်ငန်းစဉ်တွေမှာလည်းရှိပါတယ်ဆောင်ဖို့ရှိတယ်အဲ့ဆောင်ဖို့ကဘာလဲဆိုရင်ကျွန်တော်တို့ကာကွယ်ခြင်းဟာကုသခြင်းတည်းပို့ပြီးတော့ကောင်းတယ်အဲဟုတ်တယ်ကျွန်တော်တို့အဲ့ဆောင်ဖို့အတိုင်းပဲကျွန်တော်တို့ကအဓိကခြင်းကြောင်းဖြစ်တာဆိုတော့ဒီခြင်းတွေကိုကျွန်တော်တို့မပေါက်ပွားနိုင်အောင်ကာကွယ်ခြင်းအပြင်ကျွန်တော်တို့ကဒီ အကောင်းဆုံးကာကွယ်ကြီးလို့ကျွန်တော်တို့လို့တုံးလို့ရပါတယ်အကောင်းဆုံးကာကွယ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီခြေနေကဒီကျွန်တော်တို့အိမ်နေမှာတုံးနေတယ်ပေါ့နော်ဒီအိုးဖွက်ဒီဒီပေါ့ရေထဲ့တဲ့ဖလားတွေနောက်ပြီးတော့ဒီနောက်အိုးတွေနောက်ပြီးတော့ဒီကျွန်တော်တို့ဒီဖျားအိုးစင်မှာရှိတဲ့ဖျားအိုးတွေဒီဟာတွေကိုကျွန်တော်တို့ကဒီပေါ့ခြေမအုပ်နိုင်အောင်ကာကွယ်ခြင်းအဖြစ်ကျွန်တော်တို့ကအကောင်းဆုံးကာကွယ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူလူပြည်သူ့ကျန်းမာရေးလုပ်ငန်းစဉ်မှာကျွန်တော်တို့ဆောင်ဖို့လေးရှိပါတယ် ီခြင်းကိုမပေါက်ပွားနိုင်အောင်ဘယ်လိုလုပ်ကြမလဲဆိုရင်ဖုံးသွင်းလဲစစ်လောင်းထောင်လဲဖွန်းမြုပ်ရှင်းမှုတ်ဆိုတဲ့ပုံစံမျိုးအတိုင်းပဲကျွန်တော်တို့ဒီဟာလေးတိုင်းကျွန်တော်တို့လုပ်သွားမယ်ဆိုရင်အကောင်းဆုံးကွာကွယ်လို့ရပါတယ်ဖုံးဆိုတာတော့ကျွန်တော်တို့ဒီမှာအိမ်ဒီမှာရှိတဲ့ကျွန်တော်တို့ရေထည့်ထားတဲ့ဒီကျွန်တော်တို့ရေအိုးတွေရေတိုင်တွေရေခွက်တွေဒီဟာတွေကိုကျွန်တော်တို့ရေအမြဲတစင်ထည့်သုံးနေတဲ့အိုးခွက်တွေကိုကျွန်တော်တို့ချင်းမဝင်နိုင်အောင်လုံခြုံအောင်ဖုံးထားမယ် နောက်ပြီးတော့တွန်ဆိုတဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီအိုးခွက်ဒီဒီထည့်ထားတဲ့ဒီဒံဝိုးဒံခွက်တွေမှာဆိုရင်ချင်းဥတွေကပ်မနေနိုင်အောင်ကျွန်တော်တို့တိုက်ချွတ်ပြရမယ်။နောက်ချင်းဥဒီချင်းချားတွင်းနေတဲ့ဒီအိုးခွက်တွေတွေ့ပြီဆိုရင်လည်းကျွန်တော်တို့ကတခြားခွက်တွေကိုဒီရေစင်းနဲ့ဆစ်ပြီးတော့လောင်းထည့်ခြင်းအပြင်လည်းကျွန်တော်တို့ကိုဒီလုပ်လို့ရပါတယ်။လဲဆိုတဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီမှာအိမ်ဒီမှာတုံးနေတဲ့ရေခွက်တွေ ထို့သဖြင့်ကျွန်တော်တို့အိမ်ဒီမှာဆိုအများဆုံးတွေ့နေတယ်ဗာရီတွေ့နေတယ်လဲဆိုရင်ဒီဖျားဝိုးတွေနောက်ပြီးတော့နှက်အိုးတွေဒီဟာဒီမှာဆိုရင်ကျွန်တော်တို့ဟာတပတ်ကိုနှစ်ခါလောက်ရေလဲခြင်းအဖြစ်လုပ်လို့ရပါတယ်ကျွန်တော်တို့စစ်ဆိုတဲ့အပိုင်းမှာကျွန်တော်တို့ဒီအိမ်ဒီမှာကျွန်တော်တို့ရေတွေထည့်မယ်ရေတွေသုံးတော့မယ်ဆိုရင်ကျွန်တော်တို့ဒီချင်းရှားချင်းဥတွေပါရင်မပါနိုင်မပေါဝန်နိုင်အောင်ပေါ့တော့ကျွန်တော်တို့ရေစလေးတွေနဲ့စစ်ပြီးတော့ကျွန်တော်တို့ထည့်ရမယ်နောက်ဆိုတဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ရေတွေပေါ့နော်ရေခွက်လေးတွေပေါ့ ထူးထူးနဲ့ကျွန်တော်တို့ဘယ်နေရာမှာတွေ့နိုင်လဲဆိုရင်ကျွန်တော်တို့ကြောင်းအိမ်အောက်မှာပေါ့နော်ကျွန်တော်တို့ဒီ PSA မတက်အောင်ပဲဖြစ်ဖြစ်ခြာမတက်အောင်ဖြစ်ဖြစ်ကျွန်တော်တို့ခံထားတဲ့ဒီဟိုဒီခွက်လေးတွေရှိကြတာအဲအဲ့ခွက်လေးတွေမှာကျွန်တော်တို့ရေးထည့်ထားလေးရှိတယ်အဲ့တော့အဲ့ဒီအောက်မှာရှိတဲ့ခွက်တွေတွေကိုခြေဥကဝဲပြီးမဥနိုင်အောင်ကျွန်တော်တို့ဘာလုပ်မလဲကျွန်တော်တို့ဒီဒီဇယ်စီတို့ဆက်စီတို့လောင်းရမယ်ပေါ့ပြောချင်တာတော့ဗျာကျွန်တော်တို့ဒီမှာဒီအိမ်တော်အချင်းဒီမဥနိုင်အောင် ကြောင်အိမ်ဒီအောက်ခြေနေမှာရှိတဲ့ခွက်တွေကျွန်တော်တို့တခြားသုံးဆောင်ပစ္စည်းတွေမှာဒီရေထည့်ထားတယ်ဆိုရင်ချင်းမဝင်နိုင်အောင်ချင်းဝင်ပြီးမဥနိုင်အောင်ကျွန်တော်တို့ဆက်စီဒါမှမဟုတ်ဒက်ဒီဇယ်စီကျွန်တော်လောင်းခဲ့ခြင်းအပြင်ကျွန်တော်တို့လုပ်အောင်လဲထောင်ဆိုတဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ဘာလဲဆိုရင်ကျွန်တော်တို့ဒီမိဘပြည်သူတွေကျွန်တော်တို့ကြည့်ရမှာရှိတဲ့ဒီလူရ90ရာခိုင်နှုန်းကဒီကျွန်တော်တို့တောနေလူတန်းစားတွေဖြစ်ပါတယ်။တောနေလူတန်းစားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အိမ်မှာအိတ်ဆက်တဲ့အခါမှာတချို့ဆိုရင်ချင်းအောင်ထောင်အိတ်တာရှိတယ်။တချို့ကထောင်ပြီးတော့ ဟိုဖြစ်သလိုပဲအိတ်ဓာတ်ရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီထောင်စိုးတဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ကဘယ်ရှိပဲအိတ်အိတ်ဘယ်နေရာပဲအိတ်အိတ်ကျွန်တော်တို့ချင်းတောင်ထောင်းပြီးတော့အိတ်ဆက်ချင်းအပြင်ကျွန်တော်တို့ကာကွယ်လို့ရတယ်ဒီတက်ပို့ပြီးကျွန်တော်တို့တတ်နိုင်တယ်ဆိုရင်ကျွန်တော်တို့စိမ့်စိမ့်ချင်းတောင်သုံးသိချင်းအပြင်ပို့ပြီးတော့ကောင်းမှာပါတယ်ကျွန်တော်တို့ဒီဟိုပေါ့အိမ်ထဲမှာရှိရဲအသုံးပြုတဲ့အသုံးပြုတဲ့ပစ္စည်းပစ္စည်းအရပြဿနာမရှိသေးဘူးအသုံးမပြုလို့တဲ့ပစ္စည်းတွေမှာဆိုရင်ကျွန်တော်တို့ရေတင်ကြနိုင်တဲ့သူတပြည့်ရေတင်ကြနိုင်တဲ့ဒီအသုံးမပြုလို့တဲ့ပစ္စည်းတွေဆိုရင်ကျွန်တော်တို့က ဟိုဗောမြေကြီးထဲမှာညှုပ်ပြရမယ်။နောက်ပြီးဖွင့်ဆိုတဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့အိမ်မှာဒီလေဝင်တွေတောက်ကောင်းဖို့အတွက်ကျွန်တော်တို့လင်းအောင်ကောင်းကောင်းရဖို့အတွက်ကျွန်တော်တို့ဓကားတွေကိုကျွန်တော်တို့မလုပ်ဘူးလေဆိုရင်ဖွင့်ထားမယ်။ဖွင့်ထားမယ်။နောက်ပြီးတော့ဒီကျွန်တော်တို့ဒီအိမ်မှာရှိတဲ့ဗောအိမ်တဝန်းကျင်မှာဒါအိမ်ထဲမှာရှိတဲ့ဒီကျွန်တော်တို့ခြုံရပြပောင်းနေကျွန်တော်တို့မြက်ပင်တွေခြုံရပြပောင်းနေမှာပြပောင်းနေမှာလေကျွန်တော်တို့အချင်းဝင်ရောက်ပြီးတော့ ကိုအောင်နိုင်ပါတယ်အဲ့တော့အဲ့လိုကိုအောင်လို့မရအောင်ကျွန်တော်တို့မလုပ်ရမလဲဆိုရင်ကျွန်တော်တို့ရှင်းလင်းသုတ်သင်ကြည့်ရမယ်နောက်ပြီးတော့မှုတ်ဆိုတဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီကျမရဲ့ဝန်ကြီးဌာနကနေပြီးတော့ဒီအခြေခံကျမရဲ့ဝန်ထမ်းတွေကအခြေအနေကိုနှိမ်တင်းဖို့အတွက်ဆိုပြီးကျွန်တော်တို့စိတ်မှုတ်တဲ့လုပ်ငန်းစဉ်တွေရှိပါတယ်အဲ့တော့ဒီလိုစိတ်မှုတ်တဲ့လုပ်ငန်းစဉ်တွေမှာဆိုရင်လည်းကျွန်တော်တို့ဒီကြီးရွာမှာရှိတဲ့မိဘပြည်သူတွေကြီးရွာမှာရှိတဲ့ရွာသူရွာသားတွေကပါဝင်ပူးပေါင်းခြင်းအဖြစ်လည်းကျွန်တော်တို့ဆောင်ရွက်လို့ရပါတယ် ဇီကာယောဂါဟာကိုဝင်ဆောင်မျိုးသမီးတွေကိုအထူးဒုက္ခပေးတာပါ ပြောခဲ့တဲ့အတိုင်းပဲချင်ကဲ့ရကကူးဆက်ပါတယ်တူးချင်းချင်မကဲ့အောင်ကာကွယ်ကြရမှာဖြစ်တယ်လို့စူပောင်းကာကွယ်ကြရမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့တူးချင်းကာကွယ်တဲ့အနေနဲ့လေကျွန်တော်တို့ဒီချင်ကဲ့မခံရအောင်ချစ်လေးစီလေးကြီးကျွန်တော်တို့ဒီချစ်လေးစီလေးကြီးအပြင်လည်းကာကွယ်လို့ရတယ်။နောက်ပြန်ကျွန်တော်တို့အချင်းကိုက်မခံရအောင်အင်ဂျီလက်ရှိဘောင်းပီရှိဝချင်းအပြင်လည်းကာကွယ်လို့ရတယ်။ နောက်ပြကျွန်တော်တို့ဘယ်ချိန်ပဲအေးအေးခုနကကျွန်တော်ပြောတဲ့အထက်မှာပါပါတယ်ဘယ်ချိန်ပဲအေးအေးကျွန်တော်တို့အချင်းအောင်ထောင်းအချင်းအားဖြင့်လည်းကာကွယ်လို့ရတယ်ဒါတူးချင်းကာကွယ်ရတဲ့အပိုင်းတွေပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့ဒီကျွန်တော်တို့ယုံနေဌာနဆိုင်ရာကျွန်တော်တို့ဟိုယုံခန်းနေဒါမှမဟုတ်နေအိမ်နေမှာဆိုလည်းကျွန်တော်တို့ချင်းမဝင်နိုင်အောင်ချင်းလုံးစကားတက်စီနေရပြီလည်းကျွန်တော်တို့ကာကွယ်လို့ရတယ်ဒါတူးချင်းကာကွယ်တဲ့အပိုင်းပေါ့ဗျာကျွန်တော်တို့ဒီလူအုပ်စုလိုက် လူတို့တစ်ခုလုံးလိုက်ကာကွယ်တဲ့လုပ်ငန်းစဉ်တွေလည်းကျွန်တော်တို့ရှိပါတယ်။ဘာတွေရှိလဲဆိုရင်ကျွန်တော်တို့ဒီဟိုပေါ့ကျွန်တော်တို့ရုံးတွေမှာရှိတဲ့ရေတူလောင်တဲ့ရေတိုင်ကြီးတွေနောက်ပြီးတော့ကျွန်တော်တို့ရေအုပ်ကန်တွေအဲရေအုပ်ကန်တွေမှာခြေဒီပိုးလောင်လံကိုသေစေနိုင်တဲ့အပိတ်ဆေးခတ်တာတွေရှိပါတယ်။ဒါကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေအများအားဖြင့်လုပ်နေကြတာဒီစီ ဲ့တော့ကျွန်တော်တို့ကဒီဒီအပိဆေးခတ်တဲ့ဒီလုပ်ငန်းစဉ်တွေမှာဆိုရင်ဒါတခုတည်းထည့်လုပ်လို့မရတဲ့အတွက်ကျွန်တော်တို့ဒီမကြီးရွာမှာရှိတဲ့ရွာလူရွာသားတွေကနေပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်လည်းကျွန်တော်တို့တုံ့လို့ရပါတယ်ကျတော့တခြားသောဒီပတ်ဝန်းကျင်တချီအပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဒီကျန်းမာရေးဝန်ထမ်းတွေကိုပေါဝင်ပူပေါင်းကြပြင်ကျွန်တော်တို့ဆောင်ရွက်လို့ရပါတယ်။နောက်တစ်ခုကအကောင်းဆုံးကာကွယ်ရေးတစ်ခုရှိပါသေးတယ်။ဘာလဲဆိုရင်ကျွန်တော်တို့ဒီကိုယ်ဆောင်မြေကင်တွေကအဲဒီယောဂဖြစ်ပွားနေတဲ့ခြေနိုင်ငံတွေကိုခရီးသွားလာခြင်းအားဖြင့်ရှောင်ကျင်ခြင်းအားဖြင့်ကျွန်တော်တို့ကာကွယ်လို့ရပါတယ်။ ီကာယောဂါကိုလိန်ဆက်ဆံရာကတဆင်ကူးဆက်တဲလို့လဲဆေးပညာရှင်တွေကဆိုကြပါတယ်။ဒါပေမဲ့လည်းခြင်ကတဆင်ခြင်ကိုက်ရာကတဆင်ကူးဆက်တာကအများဆုံးမို့ခြင်မကိုက်အောင်သာကာကွယ်ကြပါစို့ခင်ဗျာ။ဒီကုန်းချုပ်အဖြစ်ပြောရမယ်ဆိုရင်ဒီဟာကအဓိကအပြင်ခြင်ကနေပြီးတော့ကူးဆက်ခံရတာ။ခြင်ကနေကူးဆက်ခံရတာဆိုတော့ကျွန်တော်တို့ကခြင်မပေါက်ပွားနိုင်အောင် ပိုးလောင်တာအဆင့်ပါကျွန်တော်တို့ကကာွယ်ခြင်းအတွင်းကူးဆက်လို့အဲဒီကူးဆက်မှုကိုကျွန်တော်တို့ကာွယ်ရရတယ်အဲ့တော့ကျွန်တော်တို့အခြေမပေါက်ပွားနိုင်အောင်ခြေရည်ဒီပြီးကူးဆက်မခံရအောင်အပေါင်းအသင်းကာွယ်ခြင်းကျွန်တော်တို့ရဲ့အတိုင်းပဲပေါင်းကုန်လဲဆင်းကျွန်တော်တို့ခြေအဖြစ်ကျွန်တော်တို့ကာွယ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီပေါင်းကုန်လဲဆင်းလောက်တာက ဒီစီကဗိုင်းရပ်စ်တစ်ခုကိုပဲကာကွယ်ပေးသလားဆိုရင်လည်းမဟုတ်သေးပါဘူးကျွန်တော်တို့ကဒီစီကဗိုင်းရပ်စ်တင်မကပါဘူးကျွန်တော်တို့တခြားတဲ့တခြားသောကျွန်တော်တို့မိုးရာသီမှာမိုးပိုင်းမိုးပိုင်းကာလတွေမှာကျွန်တော်တို့အဖြစ်များတဲ့လူလင်တူကိုယောဂါတွေပါကာကွယ်ပြီးစားဖြစ်ပါတယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆိုလိုချင်တာကကျွန်တော်တို့ဒီယောဂါတစ်ခုကိုတိုက်ဖြတ်ဖို့ဆိုရင်ယောဂါတစ်ခုကိုတိုက်တိုက်ဖြတ်ဖို့ဆိုရင်ကာကွယ်ဖို့ပဲဖြစ်ဖြစ်တိုက်ဖြတ်ဖို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကဟိုကောကျမရင်ဝင်တဲ့နေ့ချင်းနဲ့ကျွန်တော်တို့လုံးလုံးမရပါဘူး ကျွန်တော်တို့ကျမ်းမာရေးဝန်ထမ်းတွေကိုတစ်ဖက်ကကူညီပေးတယ်ကြီးရော်မှာရှိတဲ့အာဏာပိုင်ဖွဲ့စည်းတွေတစ်ခါအဲ့အာဏာပိုင်ဖွဲ့စည်းတွေပြီးသလားဆိုလည်းမပြီးသေးပါဘူးကျမ်းမာရေးဝန်ထမ်းတွေအာဏာပိုင်ဖွဲ့စည်းတွေတစ်ခါသူတို့ကိုဟိုပေါ့ဒီဘယ်လိုပြောမလဲဗျာဟိုအဓိကကြရတဲ့ဟိုပေါ့ဒီကြီးရော်မှာရှိတဲ့ပြည်သူလူထုတွေကပါဝင်ပူးပေါင်းမှသာလေကျွန်တော်တို့အောင်မြင်နိုင်တာအဲ့တော့ကျွန်တော်တို့ကကျွန်တော်ဆိုလိုချင်တာကတော့ဒီယောဂတစ်ခုကိုကာကွယ်ဖို့ဆိုရင်တူကြီးနဲ့လည်းမပြီးပါဘူး မင်းချင်းနဲ့လည်းမပြီးဘူးငါးချင်းနဲ့လည်းမပြီးဘူးအဲ့တော့သူငါမင်းပူပေါင်းပါဝင်ဆောင်ရွက်မှသာလဲကျွန်တော်တို့ကအောင်းမြင်နိုင်တာပါကျွန်တော်တိုက်တွန်းနေတာတော့အဓိကတိုက်တွန်းနေတာတော့ကျွန်တော်တို့ဒီလိုဒီရောဂါကာကွယ်ဖို့အတွက်နိုင်ငံရေးလုပ်ငန်းစဉ်တွေလုပ်နေတဲ့အချိန်မှာဂျမားယုံဝန်ထမ်းတွေကိုဒီကြီးရွာမှာရှိတဲ့ရွာသူရွာသားတွေကကိုတက်နိုင်တဲ့ပကံနေပြီးတော့ပူပေါင်းပါဝင်ခြင်းအဖြစ်ကျွန်တော်တို့ဒီယောဂါဒီယောဂါအစိုးရကူးစက်ခံရတဲ့ဒီဘဝမှာကျွန်တော်တို့လွတ်မြောက်အောင်ပါဝင်ပူပေါင်းခြင်းအဖြစ်ဒီယောဂါကို ကာကွယ်သွားကြပါလို့ကျွန်တော်ညီကုံချုပ်အဖြစ်ပြောကြားလိုပါတယ်အခုကတော့ဇီကာဗိုင်းရပ်စ်ရောဂါအကြောင်းဆွေးနွေးတင်ပြသွားခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တမိုင်းဒေါက်တာရပြောမယ်ဆိုရင်1948ခုနှစ်မှာဒီယူဂရာနိုင်ငံမှာရှိတဲ့ရောက်တင်ပါစတင်ကူးစက်ခံရတယ်လို့ကျွန်တော်တို့သိရပါတယ်1952ခုနှစ်ရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ယူဂန်ဒါနိုင်ငံနဲ့တန်ဇန်နီးယားနိုင်ငံမှာရှိတဲ့ဒီပေါ့လူတွေကို စတင်ကူးဆက်ခံရတဲ့ဆိုလည်းဆိုရအကြောင်းကိုလည်းကျွန်တော်တို့သိရတယ်ဗျတက္ကသိုလ်2016ခုနှစ်စက်တင်ဘာ1ရက်နေ့ဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ထုတ်ပြန်ကြေညာချက်အရကမ္ဘာနိုင်ငံ82နိုင်ငံမှာဆိုရင်ဒီယောဂဟိုဖြစ်ပွားနေပြီဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကြားသိရပါတယ်ဒီ season ကိုအပတ်စဉ်တောက်ကြနဲ့အင်္ဂါနေ့တိုင်းထုတ်လွှင့်ပေးနေပါတယ်ဒီ season အတွက်ဝေဖန်အကြံပေးချက်တွေကိုလည်းရေးသားပေးပို့လာကြရင်ဖြင့် TBS dv.no ကိုပေးပို့နိုင်ကြပါတယ်။ကျမ်းမာ ချမ်းသာကြပါစေ။ကျွန်တော်မောင်တူပါ။